အားလုံးပဲမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ၄ရက်မှာရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျားကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲဒေါအောင်ဆန်းစုကြည်ပြန်လွတ်ရေးစစ်တပ်ကိုဖိအားပေးဖို့ချီချင်းဖြစ်နိုင်တောင်းဆိုရဲကိုထိန်နေမြန်မာမှာတန်ဆာရပေါ်ပြီးငွေရည်နှုတ်ပြောတဲ့လူသားအရင်းမြစ်တွေ ရှိတယ်လို့စစ်ဘိုလ်ရှော့ဟောင်းညိုစောပြောတဲ့သတင်းကျန်ကုန်မှာပြန့်ကြားတိုက်ခိုက်မှုတွေရုံးမသွားလို့စစ်တပ်နဲ့ရဲရရှိရောကျင်းမောင်းခံနေရတဲ့အကြောင်း ရွေးကောက်ပွဲနှောင့်ချက်တယ်ဆိုပြီး60ကျော်ဖမ်းဆီးထားပေမဲ့အချိန်နဲ့အရေးယူဖို့ပြောနေတဲ့ဒုဗိုလ်ချုပ်ကြီးစစ်မှုထမ်းကြောင်းစစ်ကော်မရှင်တိုက်ခိုက်ရေးတပ်မတွေအင်အားနှစ်ဆနီးပါးကြီးမားလာတဲ့အကြောင်းပါကစ္စတန်ရဲ့အမေရိကန်နဲ့တရုတ်ထုတ်တိုက်လျင်တွေကိုပြစ်ချနိုင်ခဲ့လို့အိန္ဒိယကထုတ်ပြောလာတဲ့သတင်းအဲ့လို တနစ်တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီနေ့အတွက်ပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒေါအောင်ဆန်းစုကြည်ပြန်လို့ရစစ်တပ်ကိုဖိအားပေးဖို့ရှီကျင်းပြည်ထောင်ကိုထိန်ငင်းတောင်းဆိုတဲ့အကြောင်းဖြစ်ပါတယ်စစ်ကော်မရှင်ရွေးကောက်ပွဲကျင်းပဖို့နီးကပ်လာချိန်မှာပဲနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်လွတ်လာတော့မယ်ဆိုပြီးလူမှုကွန်ရက်ပေါ်မှာဝါရဖြန့်ရှင်နေပါတယ်ဒီလိုအချိန်မှာပဲတားငယ်ကိုထိန်ငင်းကလည်းမင်းခင်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးကျိုးသမားရှီကျင်းပြည်ထောင်အကူအညီတောင်းထားတယ်လို့ South China Morning Post သတင်းမှာဖော်ပြထားပါတယ် တရုတ်အာဏာပိုင်တွေကတခြားသူလိုဒေါန်ဆန်းစုကြည်ကိုတွစ်ရှင်ပြီးဝင်ရောက်ခွင့်တောင်းနေကြတယ်လို့ယုံကြည်ရတဲ့အကြောင်းလွတ်မြောက်တင့်သူကိုလွတ်ပေးရေးစစ်ဆိုးရွားကိုဖိအားပေးဖို့သမနာရှိချင်းဖြင့်ကိုမြေတားရက်ခံတယ်လို့ခမ်ကပြောပါတယ်ပီအက်စ်တမလာအတွင်းအသက်80ရွယ်မင်ခင်ဒေါန်ဆန်းစုကြည်ဟာနေပြည်တော်အချင်းထောင်တွင်နှလုံးရောဂါပြဿနာနဲ့ကျန်းမာရေးအတွက်လုံလောက်တဲ့ဆေးဝါးကုသမှုမရမှုအပေါ်တန်းငယ်ခမ်ကလူမှုကွန်ရက်ပေါ်ကနေသတင်းထုတ်ပေါ်ပြောဆိုနေရပါ အဲ့ဒီနောက်မှာပဲတယောသမနာရှိချင်းဖြစ်အနေနဲ့မိခင်တော်ဆန်းဆွေကြီးလွမြောက်ရင်မင်းအွန်လိုင်းစက်တက်ကိုဖိအားပေးဖို့တောင်းဆိုထားတယ်လို့သိရပါတယ်။ဒါအပြင်နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းမင်းခွန်လွမြောက်ရင်စက်တက်ကိုဖိအားပေးဖို့ကံကတောင်းဆိုထားတယ်လို့စတမလ29ရက်က38နှစ်ပြည့်သွားပြီဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့အမျိုးသားညီရဲဆွေရ NUG တို့ကလည်းစက်တိုက်တောင်းဆိုမှုတွေပြုလုပ်နေပါတယ်။အနာဒေးဆေအိုဆူရမတရားဖမ်းဆီးထောင်ချခံရတဲ့ဒေါန်ဆန်းစုကြည်ကို မင်းအွန်လိုင်းနဲ့အပေါင်းပါတွေကအတုံးချဖို့အရေးပေါ်ကတ်တစ်ခုလိုထိမ့်သိမ်းထားတာဒါဖြစ်တယ်လို့နိုင်ငံရေးအကြီးအကဲတွေကပြောပါတယ်ဒီလိုရှင်မှာပဲအခုရက်ပိုင်းအတွင်းတေယုတ်ဆောင်ဆိုရချစ်သူဝေရဲ့နာမည်သုံးပြီးဖွင့်ထားတဲ့ TikTok account နဲ့ Telegram အမည်ရှိ YouTube channel တို့ကနေဒေါန်ဆန်းစုကြည်လွှတ်ပေးတော့မယ်ဖြစ်ပေးလိုက်ပြီဆိုပြီးတရင်မှဖြန့်ချီရေးသားနေရောတွေ့ရပြီးအဲ့ဒီတရင်ဟာတရင်မှသာဖြစ်တယ်လို့ NBA ကစစ်ဆေးတွေ့ရှိထားပါတယ်။ထမှန်တင်ဆက်ပေးမယ့်တရင်ကတော့ မြန်မာမှာအတန်စာရပေါ်ပြီးငွေနှုတ်ပြောတဲ့လူသားရင်းမြစ်တွေရှိတယ်လို့စစ်ဘိုလ်ချုပ်ဟောညိုစောကပြောနေပြင်းတဲ့သတင်းမှာတရုတ်ရန်ကြောင်တန်စာရခန်းလာတယ်လို့စစ်တပ်ရန်ကြောင်လူငယ်လူရွယ်တွေထွက်ပြေးနေရတာကိုမျက်ကွေပြုပြီးမြန်မာနိုင်ငံမှာသဘောတန်စာရပေါ်ကျော်ဝပြီးငွေနှုတ်ပြောတဲ့လူသားရင်းမြစ်တွေရှိတယ်လို့စစ်ဘိုလ်ချုပ်ဟောညိုစောကပြောလိုက်ပြန်ပါတယ်အော်တိုဘား3ရက်မနေ့ကကျင်းပတဲ့စစ်မှုလုပ်ငန်းနဲ့စစ်မှုစုံဖွံ့ဖြိုးတိုးတက်ရေးဘိုးကော်မတီအစည်းအဝေးမှာ မင်းအောင်နိုင်တပည့်ဝင်းကြီးရှုပ်ညိုစောကအဲ့လိုပြောသွားတာပါဒါအပြင်ရင်းမြေတန်ဇာရကောင်းမွန်ပြီးကျေဝန်းနဲ့စိုက်ပျိုးမြေတွေလည်းရှေ့ရအတွက်အစဉ်အဆက်စိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကင်ခဲ့ကြပြီးနိုင်ငံရဲ့စားရည်ရိခါကိုဖြစ်စီပေးနိုင်ခဲ့တယ်လို့စစ်တပ်အတွက်စီးပွားအခြားကောင်းသူလို့နာမည်ကျော်သူကပြောပါတယ်စိုက်ပျိုးရေးထွက်ကုန်ကုန်ကျန်းထုတ်လုပ်တဲ့အဆင့်ကနေ value added တမုံမြင့်ကုန်ပစ္စည်းထုတ်လုပ်တဲ့အဆင့်ကိုတက်လှမ်းနိုင်အောင်လုပ်ဖို့လဲစစ်တပ်ပိုင်းမြန်မာစီးပွားရေး corporation ဥက္ကဋ္ဌဟောင်းကပြောပါတယ် သူပြောနေရတယ်ကမြေပြင်နဲ့ဘလို့မှမအပ်ဆက်ဘူးပြောရှင်တာတွေ၆ပြောနေရလို့ပဲပြောပြရစေလို့ပြည်တွင်းကစီဝါရေးလုပ်ငန်းရှင်သူကမှတ်ချက်ပေးပါတယ်ပြီးခဲ့တဲ့အော်တိုဘာလ၂ရက်နေ့ကကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့အစီရင်ခံစာတက်မှာအနာသိမ့်မြဲနောက်နိုင်ငံမတည်ငြိမ်မှုစီဝါရေးကျဆင်းမှုနဲ့လူမှုရေးပြဿနာတွေအကြမ်းမှာလူငယ်တွေရဲ့တင်ယူမှုနဲ့အလောက်ကန်ရရှိမှုလမ်းကြောင်းတွေဆိုးရွားစွာရှုရင်းလာနေရကြောင်းလူငယ်လဲတန်းလောက်အလုံးလမ်းမဲ့ဖြစ်နေရလို့ဖော်ပြထားပါတယ် အနာဒိစစ်တပ်ရဲ့ပြည်ထောင်စုအစိုးရအဖွဲ့ကိုဥဆောင်နေသူကတော့နိုင်ငံတော်ရွှေသိဖို့ကုံထိုးလုံးမအပေစိုးဆိုတဲ့နောင်တော်စစ်ဘူချုပ်ကြီးတွေရဲ့ဆောင်ဖို့ကိုကင်ဆွဲလှုပ်ဆောင်ဖို့မှာကြနေပါတယ်ထူးခြားတဲ့ပြည်တွင်းသတင်းတွေအထက်ကနေရန်ကုန်မှာပျောက်ကြားတိုက်ခိုက်မှုတွေကျော့မသွားလို့စစ်တပ်နဲ့ရဲအရာရှိတို့ကျင်းပေါင်းခံနေရတဲ့အကြောင်းဆက်လက်တင်ဆက်ပေးခြင်းပါတယ်တရားမဝင်ရွက်ကောက်ပွဲရှက်နီးလာခြင်းအထိရန်ကုန်မှာမြို့ပြပျောက်ကြားတွေရဲ့ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုတွေကျော့ကြမသွားတဲ့အကြောင်း စစ်တပ်နဲ့ရဲအရာရှိတွေကျင်းပေါင်းခံနေရတယ်လို့သိရပါတယ်။ဒီဇင်ဘာလ28ရက်မှာတရားမဝင်ရွက်ကောက်ပွဲအပိုင်း1ပြုလုပ်မယ်လို့ကြေညာခဲ့တဲ့ဩဂတ်လကစလို့ရန်ကုန်မှာမြို့ပြပျောက်ကြားတွေရဲ့တိုက်ခိုက်မှုတွေပိုဆိတ်လာတယ်လို့ရန်ကုန်မြို့ရဲသတင်းမြစ်ကပြောပါတယ်။နေပြော်ကလည်းလှမ်းကောက်တာလို့ကြားတယ်။ရွက်ကောက်ပွဲနီးလာပြီဆိုတော့ဘာအတမ်းမှမကြားကြဘူးပေါ့။အခုကပောက်ကွယ်မှုတွေလည်းအရင်ထက်နည်းနည်းပိုများလာပြီးဘယ်နေရာလို့လို့ဖမ်းမမိတော့ပိုဆိုးတယ်။အခုကျင်းပေါင်းခံနေရတာအုတ်ကြီးတွေရောပြူစောထွေးတွေပါကျင်းပေါင်းခံရတာ လိုင်းသားအမဆိုမကြသေးဘူးဘုံကွဲတန်ကြပြီးလူမမေ့ရင်အကုန်တန်းစီပားရိုက်မယ်လို့တပွင့်နဲ့တစ်ခတ်အကောင်ကအုတ်ကြီးနဲ့ပြူတွေကိုကျင်းသွားတယ်တဲ့ရဲ့လို့သူက MBA ကိုပြောပါတယ်စတေမာလာအတွင်းရန်ကုန်မှာမြို့ပြပျောက်ကြရရဲ့ပြစ်ခတ်ဖောက်ခွဲတက်ခမ်းမုံခုနှစ်ကြိမ်မအောင်မြင်တဲ့ဘုံခွဲဖောက်ခွဲမုံတစ်ကြိမ်နဲ့အတီးပြုတ်ဝဆုံဆန်းနေစေဖြစ်တဲ့တက်ခမ်းမုံနှစ်ကြိမ်ရှိရဲ့လို့ရန်ကုန်စကုန်းနက်ဝါ RSN ကထုတ်ပြန်ထားပါတယ်အများသောအားဖြင့်တက်ခမ်းမုံတွေကညဘက်တင်မှာဖြစ်ပြီးတော့ ညာဘက်မှာလူရှင်းလေးရဲ့တာနဲ့မမိတာကိုစစ်တပ်ကမကျင်းတတ်တာမိရအောင်လဲသူတို့စစ်သားတွေကိုယ်တိုင်ကဘုံပြစ်ခံရရင်ကြောက်ပြီးထွက်လိုက်တာမှမရှိဘူးငါတို့တော့မလိုက်ဘူးကျန်တဲ့အကောင်နဲ့အသေးခံလိုက်ကြဆိုတာမျိုးလှုပ်ချင်တာလို့ရေးတရင်မြစ်ကဆက်ပြောပါတယ်စတီမလာနောက်ဆုံးအပတ်အတွင်းရန်ကုန်တိုင်းအဆင့်စစ်ကော်မရှင်အစည်းအဝေးမှာတိုက်ခိုက်ခံရမှုတွေကိုအရေးပေါ်တုံ့ပြန်နိုင်တဲ့အစီအမံတွေချမှတ်ထားဖို့နှုတ်မိန့်ပေးထားတယ်လို့သိရတဲ့အကြောင်းသူကပြောပါတယ် ဒီဇင်ဘာလ28ရက်မှာပြုလုပ်မဲ့တရားမဝင်ရိုးကောက်ပွဲအပိုင်းတစ်ထဲရန်ကုန်တိုင်းဒေသကမာရော့ကျောက်တရာတိုက်ကြီးတွန်တွင်းတကုံမြို့တဲ့ဘိုးတထောင်မရန်ကုန်မင်္ဂလာတုံမော်ဘီတန်ငန်းကျွန်းတန်လျင်နဲ့အလုံးမျိုးနယ်ကိုပအဝင်မှာဖြစ်ပါတယ်ဆက်လက်ပြီးရိုးကောက်ပွဲတောင်းချက်တယ်ဆိုပြီး60ကျော်ဖမ်းထားပေမဲ့အရှင်ကြီးအရေးယူဖို့ပြောနေတဲ့ဒုဗိုလ်ချုပ်ကြီးအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်စစ်တပ်ရဲ့အတူတောင်ရွေးကောက်ပွဲကိုနှောင့်ချက်တယ်ဆိုပြီးအရေးယူမှု၂၄မုံနဲ့ ဖြစ်သူ64ဦးကိုစတေမာလ30ရက်ထိဖမ်းဆီးအရေးယူထားတာတောင်းအရှင်မြင့်အရေးယူဖို့ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကပြောပါတယ်။အော်တိုဝါလာ3ရက်မနေ့ကနေပြော်မှာကျင်းပခဲ့တဲ့ရုပ်ောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဘ ਹੁ ကော်မတီအစည်းအဝေးမှာသူဟာထစ်သွင်းပြောကြားခဲ့ရပါစစ်ကော်မရှင်ဟာတော်လင်းအင်အားစုတွေကပြင်းပြင်းထန်ထန်ကန့်ကွက်နေတဲ့အပြင်ပြည်သူအများစုကလက်မခံတဲ့ကြားကနေသူတို့ရွေးကောက်ပွဲဖြစ်မြောက်အောင်နီလန်မျိုးစုံတုံးပြီးလှုပ်ဆောင်နေရပါ အဲ့ဒီတည်းပြည်သူတွေကိုအပြင်းထန်ဆုံးချင်းချောက်နေပြီးအ ਨੇ ဆုံးထောင်ဒဏ်၃နှစ်ကနေတသက်တကြုံနဲ့တည်ရန်တီပေးခံရနိုင်တဲ့ရွေးကောက်ပွဲကိုနှောက်ချဟန်တာဖြစ်စီခြင်းကနေကောက်ွယ်ပေးရေးဥပဒေကိုလည်းဇူလိုင်လ29ရက်မှာပြဋ္ဌာန်းထားပါတယ်။အဲ့ဒီဥပဒေနဲ့လုံခြုံရေးကိုထိခိုက်စေနိုင်တဲ့လှုံ့ဆော်မှုနဲ့ဝါရဖြစ်နေသူတွေကိုစုံစမ်းဖို့တော့အရေးယူဖို့ကိုလည်းအဲ့ဒီကော်မတီဥက္ကဋ္ဌကထပ်မံအမိန့်ပေးပြောကြားသွားပါတယ်။တပံရွေးကောက်ပွဲကာလအလိုက်လုံခြုံရေးကြိုးပမ်းမှုမရှိစေရဲ့ နေမြင့်တင်ရင်အေဂျင့်ရင်းနဲ့ရဲရွာအေဂျင့်တာရဲ့အတွက်မှုန့်ခင်ကြဆင်ရင်းနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကိုစစ်တပ်ပြည်သူစစ်ပြည်သူလုံခြုံရေးနဲ့အကြမ်းဖက်နှိမ်ငင်းအဖွဲ့တွေမိဖက်အဖွဲ့ရှင်တွေနဲ့ပူးပေါင်းပြီးအချိန်အဟုန်မြင့်တင်ဆောင်ရွက်သွားကြဖို့လဲပြည်ထောင်ဝင်ကြီးလည်းဖြစ်တဲ့ထွန်းထွန်းအောင်ကပြောပါတယ်စစ်တပ်ရွေးကောက်ပွဲကိုတနင်္ဂနွေလုံးအတိုင်းအတာဝင်ပြိုင်မဲ့ပါတီ6ခုကနေအမတ်လောင်3962ဦးတိုင်းနယ်ပြည်နယ်တစ်ခုစီကနေဝင်ပြိုင်မဲ့ပါတီ50တခုတို့ကနေအမတ်လောင်966ဦး တတိပုဂ္ဂလကိုယ်စားလှယ်လောင်း96ဦးတို့နဲ့စုစုပေါင်း9013ဦးဝင်ပြိုင်မှုစစ်တပ်ရွေးကော်မရှင်ထံစီရင်တင်ထားတာကိုစစ်စစ်နေရလို့သိရပါတယ်။ပြည်ရင်းထက်ကနောက်ဆုံးတတင်းကတော့စစ်မုံထံကြောင့်စစ်ကော်မရှင်တက်ခတ်ရေးတက်မှတ်ရေးအင်အား20နီးပါးကြီးမားလာတဲ့အကြောင်းပါ။စစ်ကော်မရှင်တက်ခတ်ရေးတက်မှတ်ရေးရဲ့အင်အားဟာအနာမသိခင်ကထက်20နီးပါးကြီးမားလာတယ်လို့မြန်မာစစ်ဘက်ရင်ရနဲ့လုံခြုံရေးဆိုင်ရာလက်လိုက်ရဲ့ဖွဲ့ MDS ဆိုင်ကပြောပါတယ် လက်ရှိတိုက်ခိုက်ရေးတပ်မတွေရဲ့အင်အားဟာ3000ဝန်းကျင်အထိရှိလာတယ်လို့ MDSIN ဒီနေ့ထုတ်ပြန်ကြေညာသိရပါတယ်။ဒါဟာပြီးခဲ့2024ခုနှစ်မှာအသက်သွင်းခဲ့တဲ့အာမစစ်မှုန်ထံဥပဒေနဲ့စစ်မှုန်ထံတပ်သားတက်တွေစုဆောင်ရရှိခဲ့လို့အင်အားပြန်လည်ဖြစ်တင်နိုင်ခဲ့ရာကြောင့်ဖြစ်တယ်လို့ MDSIN ကဆိုပါတယ်။ဒီဘက်ခေစစ်တပ်သမိုင်းတစ်လျှောက်မှာစစ်သားအင်အားအများဆုံးစုဆောင်နိုင်တယ်လို့ပြောရမယ်လို့နေဆက်လေသာအခြေစိုက် CDN အရာရှိတူကပြောပါတယ်။ အနာမသိခင်ကရှင်မြန်တက်မရရဲ့စစ်ထွန်းအင်အားဟာပြင်းများ1300ကနေ1500ဝန်းကျင်သာရှိပြီး2022ခုနှစ်နဲ့2023ခုနှစ်ဝန်းကျင်မှာအင်အား900 800ခန့်အထိရော့ကျသွားခဲ့လို့ MDSI ကဆိုထားပါသေးတယ်။ဒါကြောင့်စစ်စင်လိုအပ်ချက်တွေအရတိုင်းရင်တက်တွေကအင်အားထုံးလို့ဖြစ်တင်ပေးပေမဲ့ထိခိုက်သေဆုံးများပြားအကြောင်းစစ်ထွန်းအင်အား1000အောက်သာရှိခဲ့လို့စစ်ဘက်ဆိုင်ရာသုတေသနအဖွဲ့ကဆိုပါတယ် 2022ခုနှစ်ကဆက်လို့ချင်းမြန်တက်မတ်ချုပ်ကိုချင်းလျင်တက်မတ်အဖြစ်ပြောင်းလဲဖွင့်စီခဲ့ပေမဲ့စစ်စင်ရေးတာဝန်နဲ့ Navy ဟာစုဖွဲ့မှုထူးထူးခြားခြားပြောင်းလဲမှုမရှိသေးဘူးလို့ဆိုပါတယ်2025ခုနှစ်ကနေ2020ခုနှစ်ကာလတွေမှာစစ်စင်ရေးကုတ်ကင်မုံဌာနချုပ်စက္ကခတွေမှာစက္ကခ3လေးနဲ့16တုပ်ကိုချင်းလျင်တက်မတ်ဟာအဖြစ်နမည်ပြောင်းလဲပြီးလေကြောင်းရှိတက်ခတ်ရေးတက်တွေအဖြစ်ပြင်ဆင်ဖွင့်စီခဲ့လို့လည်းသိရပါတယ် နောက်ဆုံးပြပသတင်းအနေနဲ့ပါကစ္စတန်ရဲ့အမေရိကန်နဲ့တရုတ်တို့တိုက်လေယုံတွေကိုပြစ်ချနိုင်ခဲ့ရလို့အိန္ဒိယထုတ်ပြောလာတဲ့အကြောင်းတင်ဆက်ရင်းဒီနေ့တော့ကျွန်တော်တို့ရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲရန်လာလိုက်ချင်ပါတယ်ခင်ဗျာမေလာတော်ကဖြစ်ပေါ်ခဲ့အိန္ဒိယပါကစ္စတန်ပဋိပက္ခအတွင်းပါကစ္စတန်ရဲ့ F16 နဲ့ JF17 အမျိုးအစားတိုက်လေယုံ၅စင်းကိုပြစ်ချနိုင်ခဲ့ရလို့အိန္ဒိယလေတဲ့ဦးစီးချုပ်အမပရဆင်းကအော်တိုဘားလ3ရက်မနေ့ကပြောကြားလိုက်ပါတယ် ါကစ္စတန်တိုက်လေယာဉ်50နဲ့တခြားစစ်လေယာဉ်တစ်စင်းကိုပစ်ချခဲ့လို့ပဲပြောခဲ့ပေမဲ့အခုတော့လေယာဉ်မျိုးစားတွေပါအိန္ဒိယဘက်ကထစ်ပြောလာတာပါလေကြောင်းရန်ကာကွယ်အပိုင်နဲ့ပတ်သက်ရင်တော့ကျွန်တော်တို့မှာခံလုံတဲ့တပ်တွေထောက်ထားရရှိရဲဒါအပြင် F16 နဲ့ JF7 တဲ့မျိုးစားကြကအစင်းမြင်တိုက်လေယာဉ်50ကိုလည်းပစ်ချနိုင်ခဲ့ရကျွန်တော်ရဲ့စနစ်ကဖော်ပြနေရလို့အိန္ဒိယလေတဲ့နှစ်ပတ်လေသတင်းစာရှင်းလင်းပွဲမှာအိန္ဒိယလေတဲ့ဦးစီးချုပ်ကသတင်းထောက်တွေကိုပြောခဲ့ပါတယ် F16 ကအမေရိကန်လောက်တိုက်လျင်ဖြစ်ပြီး JF17 ကတော့တရုတ်နိုင်ငံထုတ်ဖြစ်ပါတယ်။ပါကစ္စတန်ကတော့ဒီပဋိပက္ခရဲ့အတွင်းပြင်သစ်လို့ Rafale အပါဝင်အိန္ဒိယတိုက်လျင်6စင်ကိုပစ်ချခဲ့လို့ထုတ်ပြန်ထားပါတယ်။အိန္ဒိယကလည်းဆုံးရှုံးမှုရှိရလို့ဝန်ခံပေမဲ့လျင်6စင်တော့မဆုံးရှုံးဘူးလို့ညင်းဆိုထားပါတယ်။မေလအတွင်းကဖြစ်ပေါ်ခဲ့တဲ့နှစ်နိုင်ငံပဋိပက္ခဟာနှစ်ပေါင်းများစွာအတွင်းအဆောဆုံးဖြစ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုကိုပါကစ္စတန်ကိုတရုတ်ကကြောထောင်နောက်ခံပြုခဲ့လို့အိန္ဒိယကဆွဆွဲခဲ့ပါတယ်။ လေးရကြခဲ့တဲ့အဲ့ဒီပြိပခအတွင်းမှာနှစ်ဖက်စလုံးကတိုက်လျင်တွေဒုံးကျည်တွေအမြောက်တွေနဲ့ drone တွေပေါ်အသုံးပြုခဲ့ကြပြီးနှစ်ဖက်တေဆုံးမှုတွေရှိခဲ့ပြီးမှအပြစ်အခက်ရက်စေဖို့သဘောတူခဲ့ကြပါတယ်။ဒါအပြင်2008ခုနှစ်မွန်ပိုင်းတိုက်ခတ်မှုနောက်ပိုင်းအိန္ဒိယမှာအချက်သားတွေပေါ်အဆိုးဆုံးတိုက်ခတ်မှုဖြစ်တဲ့ကက်ရှမီးယားတိုက်ခတ်မှုမှာပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ပါကစ္စတန်ဘက်ကညင်းဆိုပေမဲ့အိန္ဒိယဘက်ကတော့ဒီတိုက်ခတ်မှုမှာပါဝင်ပတ်သက်တဲ့အကြမ်းဖက်သမားတုံးကိုတပ်ပြက်လိုက်ပြီးလို့ဇူလိုင်လလုံးကပြောခဲ့ပါတယ် ။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာရှန်းသာပြီးဘဝအမော်ရီပြေကြပါစေခင်ဗျာ။